တရုတ်နဲ့ရုရှားဆက်ဆံရေးဟာရင်းချက်တင်ငင်ပြီးနိုင်ငံကြီးချင်းဆက်ဆံရေးပုံစံတည်းရဲ့ရှေ့တန်းမှာရပ်တည်နေတယ်လို့ဝန်ကြီးကပြောပါတယ်တရုတ်ကွန်မြူနစ်ပါတီဘူကော်မတီဝင် နိုင်ငံရေးဦးဆောင်ဖွဲ့ဝင်ပေါ်ရဘီရိုဖွဲ့ဝင်နိုင်ငံချိုင်းဝန်ကြီးဝန်ကြီးဟာသတင်းစာရှင်းပွဲမှာတရုတ်ရုရှားစစ်ပွဲရေးဆက်ဆံရေးကို ထုတ်ဖော်ပြောကြားပါတယ်ဒါ့အပြင်အမေရိကန်သမ္မတထရန့်ရဲ့သဘောထားလေးနဲ့ပတ်သက်ပြီးအန်ဒီရဲ့ရှိတဲ့အကြောင်းတော်ရဲဥပဒေသာဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုလည်းဝန်ကြီးကထုတ်ဖော်ပြောပါတယ် ဝင်းကြီးကနိုင်ငံတကာပေါ်ဝင်ခြင်းဘလို့ပဲပြောင်းလဲစေတော့ဘူးတရုတ်ရုရှားချစ်ချည်ရဲ့တမန်ဟာပြောင်းလဲတော့မှာမဟုတ်သလိုပင်ကိုတွန်းအားလဲယောင်းနေတော့မှာမဟုတ်ဘူးလို့ပြောပါလေနှစ်နိုင်ငံအနေနဲ့တမိုင်းတွေ့ကြုံကိုနှဆိုင်စွာသုံးသပြီးသာရအင်ဂျင်ကောင်ချစ်ချည်ရရှိဖို့စိတ်ပိုင်းဖြစ်တာကြောင့်ဘတ်ဆိုမဟာဗျူဟာညီနိုင်ပူပေါင်းဆောင်ရေးကိုလှုပ်ဆောင်ရင်းအပြန်အလှန်အကျိုးဖြစ်ထွန်းတဲ့ပုံစည်းပွားရေးရှာဖွေရမှာဖြစ်ကြောင်းဘာကြောင့်လဲဆိုတော့အဲ့ဒီလိုလှုပ်ဆောင်ခြင်းကလည်းနှစ်နိုင်ငံပြည်သူတွေရဲ့ အခြေခံကျိုးစီးပွားနဲ့ကပ်ညီသလိုရှင်နေခဲ့ဖွံ့ဖြိုးတိုးတက်မှုဦးတည်ချက်နဲ့လည်းကပ်ညီတယ်လို့ဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါ့အပြင်မီဒီယာတွေကလည်းဝန်ကြီးကိုအမေရိကန်နဲ့ဆက်ဆံရေးကြောင်းပြောတဲ့အခါမှာအမေရိကန်သမ္မတထရန့်နဲ့ပတ်သက်ပြီးတရုတ်အစိုးရအနေနဲ့လောလောဆယ်သမ္မတချင်းတွေ့ဆုံဆွေးနွေးမှုတော့နည်းနည်းချင်းဆိုင်တစ်ခါမှမလုပ်ဘူးဆိုပါလေ။ဖုန်းကနေဆက်သွယ်ပြောဆိုမှုတော့ရှိခဲ့တယ်ဆိုပါလေ။သမ္မတထရန့်ဟာအမေရိကန်သားပထမဆုံးတဲ့မူဝါဒကို ရှင်းသုံးရင်းနဲ့ခွန်တိုးမြင့်မှုတွေခွန်စည်းကြောက်ကောက်ခံမှုတွေအဆမတန်လုံလာတဲ့အတွက်ကမ္ဘာကုန်သွယ်ရေးဖွဲ့ချုပ် WTO ကိုတရုတ်ကတိုင်ကြားထားတယ်လို့ဆိုပါတယ်အမေရိကန်ရဲ့မူဝါဒဟာပြောရမယ်ဆိုရင်တော့သူ့နိုင်ငံသားတွေတော်တော်နားထောင်လို့ကောင်းပေမဲ့ဒါဟာသူ့တနိုင်ငံတဲ့ကြီးမြတ်ခြင်းနဲ့အတ္တကိုအခြေခံတဲ့အကျိုးစိတ်ကြောင့်ဖြစ်ကြောင်းဒီလိုမျိုးသာဆက်လို့ရင်ကမ္ဘာကြီးရဲ့စီးပင်းစီးကံတွေအားလုံးလည်းပျက်စီးသွားမှာဖြစ်ပြီးအမေရိကန်ရဲ့ ထောက်ပံ့မှုတွေရောကြသွားတဲ့အတွက်ကဘာကြီးမှာတစ်ဖက်ဆောင်းတဲ့အခြေအနေကြုံလာရနိုင်တယ်လို့ဝန်ကြီးကပြောပါတယ်။ဒါ့အပြင်အမေရိကန်သမ္မတထရန့်အနေနဲ့အဲ့ဒီလိုလုပ်တာဟာသူ့တနိုင်ငံရဲ့ကြီးပွားရေးကိုကိုစားပြုပြီးလုပ်တာဖြစ်တာကြောင့်အင်အားကြီးသူအနိုင်ရတယ်ဆိုတော့တော်ရိုင်းဥပဒေတလို့သူဟာခင်နောက်ပြန်ဆွဲတဲ့အတွေးခွန်နဲ့လုပ်တာလို့ဝန်ကြီးကပြစ်တင်ဆွဆွဲပါတယ်။အထူးသဖြင့်တရုတ်ကအမေရိကန်ပေါ်မှာအခွန်စည်းကြမ်းမှုတွေ တူမင်းကောက်ခံတာနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ပြောဆိုသွားတာဖြစ်ပါလေတရုတ်အနေနဲ့ကမ္ဘာကြီးရဲ့ဝင်ကိုတက်နိုင်သမျှထမ်းဖို့အတွက်ကြိုးစားမှာဖြစ်ကြောင်းတရုတ်ရဲ့သဘောထားနဲ့အမေရိကန်ရဲ့သဘောထားကိုနှိုင်းယှဉ်ပြီးကမ္ဘာကြီးအနေနဲ့စဉ်းစားသင့်တယ်လို့ဝန်ကြီးကဆိုပါလေပြီးခဲ့တဲ့လပိုင်းကလည်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူဟာဥရောပသမဂ္ဂကခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးအမေရိကန်နဲ့တရုတ်ဘယ်နိုင်ငံက ကဘာကြီးအတွက်ပိုတံပိုးထားလိုက်ဆိုတာကိုသေချာလေးလာစမ်းစစ်တင်နေဆိုပြီးဥရောပနိုင်ငံတွေကိုပြောသွားတာဖြစ်ပါတယ်တရုတ်ရဲ့ဆန္ဒသဘောထားအရအမေရိကန်ကနောက်ဆုံးလိုက်တဲ့အတွက်နောက်ဆုံးလိုက်တဲ့ NGO လိုနေရာတွေပါတရုတ်ကအားဖြစ်ပြီးခြင်းကိုရတယ်လို့ဆိုပါတယ်ဒါပေမဲ့ဥရောပနိုင်ငံတွေကတော့တရုတ်ကိုတတိကြီးကြီးထားပြီးဆက်ဆံနေတယ်လို့ဆိုပါတယ်အမေရိကန်သမ္မတထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ကလည်းတစ်ချိန်ချိန်မှာတွေ့ဆုံဆွေးနွေးမှာဖြစ်ပေမဲ့ လက်ရှိမှာတော့ဘယ်နေ့မှတွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့ပြောပြထားခြင်းမရှိသေးပါဘူးဒါအပြင်ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးမိင်းနဲ့မကစားဖို့ပြောတော့ပါလေထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့ဝင်ရောက်စုဖက်တဲ့မိင်းနဲ့ကစားသလိုသာဖြစ်ပြီးမိင်းနဲ့ကစားတဲ့သူဟာနောက်ဆုံးမှာကိုယ်တိုင်ပဲပြီးလောင်ကျွမ်းခံရမယ်လို့ဝင်ကြီးကပြောတော့ပါလေဝင်ကြီးကအဓိကပြောချင်တာဟာ American ကိုဦးတည်ပြီးတော့ပြောသွားတာဖြစ်ပါလေ ိုင်ဝမ်ဟာလက်ရှိအချိန်မှာအမေရိကန်ကသူ့ကိုအခွန်တိုးမြှင့်ကောက်ခံမှာဆိုတဲ့အတွက်အမေရိကန်မှာဒေါ်လာဘီလီယံတရာရင်းနှီးမြှုပ်နှံမယ်ဆိုပြီးလဲထရန့်ကိုပြောထားတာဖြစ်ပါလိမ့်မယ်